တော့ဆွန်တက်ခါတာနဲ့ခိုးတော့တာရွေးချယ်သည်ဆိုရဲအတိတ်ပဲအတူတူပဲမဲ့ဘာကွာနေရလဲပေါ့နော်တစ်ချက်ကြည့်ကြည့်မယ်ဆွန်တက်ခါတာဆိုရဲစကလုံးကကြတော့ရွေးချယ်စရာကန့်သက်ထားတဲ့အခါမျိုးမှာတုံးတယ်နှစ်ခုရေရတစ်ခုကိုရွေးချယ်ရတဲ့အခြေအနေမျိုးမှာအသုံးပြုပါတယ်ဆွန်တဲ့ခါတာရွေးချယ်တီးရဘလိုအချိန်မျိုးမှာတုံးလဲရွေးချယ်စရာကန့်သက်ထားတဲ့အခါမှာတုံးတယ် နှစ်ခုထဲကတစ်ခုကိုရွေးချယ်ရတဲ့အခါမျိုးမှာအသုံးများတယ်။ဥပမာအားဖြင့်사과주스와오렌지주스둘중에하나선택하세요.ပန်းသီးအချိုရည်နဲ့လိမ်မော်ရည်နှစ်ခုထဲကတစ်ခုကိုရွေးပါ။사과주스와오렌지주스둘중에하나선택하세요.နှစ်ခုထဲကတစ်ခုကိုရွေးခိုင်းတာဖြစ်တဲ့အတွက်선택하다ကိုသုံးပါတယ်။ 나라면세러리가좋은회사를선택할거야.나다소인라자강의컴퍼니고유이마.유이체지야컴퍼니2곳이래.라자강의컴퍼니네နောက်ထပ်ကုမ္ပဏီကကျတော့ကိုယ်ဝါသနာနဲ့ kait နေတဲ့ကုမ္ပဏီဆိုပြီးတော့ကုမ္ပဏီနှစ်ခုစလုံးမှာကိုကအင်တာဗျူးအောင်လာတယ်။အဲ့တော့တငယ်ချင်းကကိုယ်ကိုပြောတယ် ငါသာဆိုရင်တော့လစာကောင်းတဲ့ကုမ္ပဏီကိုပဲရွေးမှာနှစ်ခုတည်းကဝါသနာနဲ့ kait ညီတဲ့ကုမ္ပဏီနဲ့လစာကောင်းတဲ့ကုမ္ပဏီနှစ်ခုတည်းကတစ်ခုကိုရွေးချယ်ရတာဆိုတော့နာရမျောဆယ်တော်ဒီကချူန်ဝဲစားတဲ့ဆုံးတဲ့ခါကရငါသာဆိုရင်လစာကောင်းတဲ့ကုမ္ပဏီကိုရွေးမှာနောက်ခုဘိုဒတာရွေးချယ်သည်ဘိုဒတာကကြတော့ရွေးချယ်စရာကန့်သက်ချက်မထားရှိတဲ့အခြေအနေမျိုးတုံးတယ် ရွေးချယ်စရာကန့်သက်ချက် unlimited ဖြစ်တဲ့အခါမှာဂိုရိုတာကိုသုံးပါတယ်ဥပမာ shopping ထွက်တယ် shopping ထွက်တယ်ဆိုလို့ရှိရင်ဥပမာအင်ဂျီဆိုင်တစ်ဆိုင်နဲ့ဝင်သွားတယ်ဆိုပါစို့အင်ဂျီဆိုင်မှာယာချီထောင်ချီအင်ဂျီတွေအများကြီးရှိရဲ့နော်အဲ့ยาฉีเอ็งจีတွေတဲ့မှာကိုကြိုက်တဲ့အင်ဂျီကိုရွေးချယ်တာအဲ့လိုအခြေအနေမျိုးမှာဂိုရတာကိုတုံးတာပါအော်တုံးအိုစီရေပွန်ဂျီ 골라봐. 어떤 것이 더지 편리해 보노? 루피마 어떤 옷이 더 예쁜지 사장 이카라마니아 어떤 옷이 더 예쁜지 골라봐. 마, 능마 변이변 답이밤에 어떤 옷이 더 예쁜지 골라봐. 배인지가 보라래 좋아 유지. နလိုမျိုးမပြောတဲ့ဒီအင်ဂျီဆိုင်နဲ့ဝင်သွားလို့ရှိရင်ရာချီထောင်းရှိအင်ဂျီတွေအများကြီးရှိရယ်အဲ့ဒီအင်ဂျီတွေအများကြီးတည်းအမှကိုကြိုက်တာကိုယူခိုင်းတာဒါမျိုးဆိုရင်ဝန်သားနဲ့တုံးတယ်ပေါ့နော်좋은사람을골라서결혼해라.까운애도유이비어렛탑바.고아로까운매트인로유라이비면래 လက်ထပ်ပြီးမှမကောင်းတာလဲမတတ်နိုင်ဘောเนาะအဲ့တော့ဂျွန်းဆာရာမဲကိုလာစောကျော်လို့နေတာကောင်းတဲ့သူကိုရွေးပြီးတော့လက်ထပ်ပါအဲ့တော့ဒီလက်မထက်ခင်မှာယောက်ျားသားတွေကပောင်မှာအများကြီးရှိတယ်မိန်းမတွေလည်းကပောင်မှာအများကြီးရှိတယ်အဲ့ဒီအများကြီးတဲ့အောင်မှာကောင်းတဲ့သူကိုရွေးချယ်ပြီးလက်ထပ်ပါဆိုရဲအဓိပ္ပာယ်တက်ရောက်ပါတယ်နောက်တစ်ခုကခေါင်းစဉ်မှာမပါတဲ့စကလုံးလေးပုတ်တာ ပုတ်တာဆိုရလဲရွေးချယ်သည်ဆိုရဲအတိတ်ပဲတက်ရောက်တဲ့စကလုံးပဲပေါ့နော်တချို့နေရာမှာရွေးချယ်သည်လို့ဘာသာပြန်ကြတယ်အဲ့တော့ဒါမဲ့ပုတ်တာရဲ့သဘောတရားကြတော့တခုခုကအားနဲ့ဆွဲထုတ်တဲ့အခါမှာတုံတယ်အားနဲ့ဆွဲထုတ်တဲ့ဆွဲနှုတ်တဲ့အခါမှာတုံတယ်နောက်အရင်ချင်းပြေးမြည်သူတွေကိုရွေးထုတ်တဲ့အခါမှာတုံတယ်အဲ့တော့ကျွန်တော်တို့ခါလီကြလို့ရှိရင်လေပုတ်တာနဲ့ကိုရဒါစန်တဲ့ခါတာခါလီကြရင်လို့မျိုးနည်းနည်း ျောတတာမျိုးပေါ့နော်အဲ့တော့ပုတ်တာရဲ့သဘောတရားဒီတစ်ခုခုအားနဲ့ဆွဲထုတ်တယ်ဆွဲနှုတ်တယ်အခါမှာသုံးတယ်။နောက်အရေးချင်းပြည့်မီတဲ့သူကိုရွေးထုတ်တဲ့အခါမှာသုံးတယ်။ဥပမာတမရတင်မြောက်တာလို့ပါလို့ပေါ့နော်အဲ့လိုချင်းနေမျိုးမှာပုတ်တာသုံးတယ်။နမူနာစာကြောင်းကြည့်မယ်ဆိုရင် hin body ပေါ်ပါဆော် သမင်းဖြူကိုဆွဲနှုတ်ခဲ့တယ်။သမင်းဖြူနှုတ်တယ်ဆိုတော့အရင်အားနဲ့တော့မဟုတ်ပါမယ်လေလို့ဆွဲနှုတ်ရတာပဲလေနော်။အဲ့လိုဆွဲနှုတ်တာမျိုးကို hin body to pop out ဆိုရသမင်းဖြူကိုဆွဲနှုတ်ခဲ့တယ်။ချီကွာရဲ့ဆိုချုံချီရပေါ့ပါဆိုရဒီသွားဆေးကမ်းမှာဆွေးနေတဲ့သွားကိုဆွဲထုတ်ခဲ့တယ်။သွားဆေးကမ်းမှာဆွေးနေတဲ့သွားကိုဆွဲဆွဲနှုတ်ခဲ့တယ်။ တော့ဒါသွားနှုတ်တယ်ဆိုလို့ကဆိုရလဲဒါဆွဲနှုတ်ရပဲပေါ့နော်အဲ့ဒါကြောင့်မလို့ပုပ်တာနဲ့တုံတယ်နောက်ဘန်ဂျန်ငါပို့ပါရောအတန်းခေါင်းဆောင်ရွေးတယ်အဲ့တော့ဒီအတန်းထဲမှာအရေးချင်းရှိတဲ့သူတယောက်ကိုခေါင်းဆောင်အနေနဲ့တင်တာဆိုတော့ဘန်ဂျန်ငါပို့ပါရောအတန်းခေါင်းဆောင်ရွေးတယ်အဲ့လိုအခြေအနေမျိုးမှာပုပ်တာကိုတုံပါတယ်အဲ့ဆိုရင်ဆမ်တေခါတာဘယ်လိုအခြေအနေမျိုးမှာတုံလဲဆိုတော့ဒီ ရွေးချယ်စရာ limited ဖြစ်တယ်။နှစ်ခုထဲရတစ်ခုကိုရွေးချယ်ခိုင်းတဲ့အခါမှာသုံးတယ်။ကိုတို့သားကတော့ရွေးချယ်စရာ unlimited ဖြစ်ပါတယ်။ကိုအများရွေးချယ်စရာအများကြီးတရမှရွေးချယ်ရတာမျိုး။ pop တာကအားနဲ့တစ်ခုခုကိုဆွဲထုတ်တာဆွဲနှုတ်တာမျိုး။အရေးချင်းရှိတဲ့သူတယောက်ယောက်ကိုရွေးထုတ်တာမျိုးကို pop တာနဲ့သုံးပါတယ်။ အဲ့ဆိုလို့ရှိရင်ဒီစကလုံးသုံးလို့ရဲ့ကွာချချက်ကလေးရအောင်မယ်လို့ပြောလင်ပါတယ်เนาะတခြားသောဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါအောင်မယ်